ကမ္ဘာပေါ်မှာလိုအပ်ချက်အများဆုံးနေရာတစ်ခုဖြစ်တဲ့ Area 51အလုံးမေမင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာကတော့ကမ္ဘာပေါ်မှာလိုအပ်ချက်အများဆုံးနေရာတစ်ခုဖြစ်တဲ့ Area 51အကြောင်းပဲဖြစ်ပါတယ် Area 51ဆိုတာကိုကြားဖို့ကြားပါလိမ့်မယ်အဲဒီမှာတကယ်ရောဘာတွေရှိနေတာလဲ Area 51ဆိုတာက American နိုင်ငံ Nevada ပြည်နယ်ကဒေဂနာရအလဲကောင်းကြီးထဲမှာတည်ရှိတဲ့ American လေတပ်ရဲ့အထူးလိုအပ်စစ်ကန်တစ်ခုပဲဖြစ်ပါတယ် သူရဲ့နာမည်က Tommy Edboro ကျွန်တော်လိုက်တို့လို့ခေါ်ကြပေမဲ့ဘယ်သူကမှအနာကိုကတ်ခွင့်မရှိဝင်ခွင့်မရှိတဲ့အတွက် Area 51ဆိုတဲ့နာမည်နဲ့ပဲလူသိများနေတာဖြစ်ပါရီအပေါ်ကနေလေးဖြတ်ပြန်ခွင့်တော့မရှိဘူးဆိုတော့စဉ်းစားတာကြည့်လိုက်ပါတော့ခင်ဗျာဒီနေရာနဲ့ပတ်သက်ပြီးတော့လူတွေပြောများဆုံးကတော့ဂျိုသားရီရဲ့ကိစ္စပဲဖြစ်ပါရီထားကွာ48ခုနှစ်ကရုစွဲမှာပြတ်ကျခဲ့ရဆိုရဲ UFO လေးရင်ပြန်ပိုင်းစာရီနဲ့ဂျိုသားအလောင်းတွေကို Area 51မှာတည်လာပြီးသူတည်တနာလုံနေတယ်လို့ယုံကြည်ကြပါရီ အဲ့ဒီကနေရတဲ့ဂျိုသားနီးပညာတွေကိုပြောင်ပြန်ခွဲချမ်းစိတ်ပြပြီးအမေရိကန်ရဲ့လက်နက်တွေလေယာဉ်တွေတီထွင်နေတယ်လို့လည်းဆိုကြတာဖြစ်ပါတယ်။ညဘက်ဒီမှာဆိုရင်တော့အဲဒီနာကဒေတာကန်တွေကထူးဆန်းတဲ့အလင်းရောင်တွေပုံစံမမှန်တဲ့ရင်ပြန်တွေမကြာခဏမြင်ရတယ်လို့လည်းပြောကြပါတယ်။ဒါမှမဟုတ်အမေရိကန်ဆိုရကတော့ဒီအသတင်းတွေကိုအမြဲတမ်းညှင်းဆုပ်ခဲ့ပါတယ်။ဒါကြောင့်မလို့သူတို့ရဲ့တရားဝင်ပြောစကားရကတော့ Area 51က Step Bomber လို့လိုမျိုးလူမမြင်နိုင်တဲ့ကိုပြောက်လေယာဉ်တို့လို့ထိတ်တန့်လို့ဆန်းတက်ရည်လေယာဉ်တွေကိုတီထွင်ပြီးတော့ ဇန်တပ်ပြန်တန်းတဲ့နေရာတစ်ခုဖြစ်တယ်လို့လည်းဆိုကြပါရယ်။ကဲဒီတော့ဘေယာကအမှန်လေ Area 51မှာတကယ်ပဲဂျိုးသားတွေနဲ့သူတို့ရဲ့နီးပညာတွေရှိနေရလား။ဒါမှမဟုတ်အစိုးရရဲ့စိတ်မြကာကွယ်စီမံကိန်းကြီးတစ်ခုပဲလား။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်နော်။